မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နောက်ချိုတွင် PDF တပ်ဖွဲ့များကို TNL ကပြန်စုပ်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှမ်းပြည်နယ်နောက်ချိုမြို့နယ်ထဲမှာရှိတဲ့ PDF တော်လန်ရေးတပ်ဖွဲ့တွေကိုတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တပ်ဖွဲ့တွေကနောက်ပြန်စုပ်ခိုင်းနေတယ်လို့ PDF နဲ့နှီးဆက်သူတွေစီကသိရပါတယ်။နောက်ချုံမြို့နယ်တဲမှာရှိတဲ့ကြောင်မဲမြို့မှာသာ PDF တော်လန်ရေးတပ်ဖွဲ့တွေကြန့်ရှိပြီးတခြားနယ်တွေက PDF တော်လန်ရေးတပ်ဖွဲ့တွေကတော့ပြန်ဆုတ်ပေးလိုက်ကြတာရှိတယ်လို့ဆိုပါတယ်။ PDF တပ်ဖွဲ့ဝင်တွေနဲ့နှိစက်သူကကြားနေရတဲ့အခြေအနေကနောင်ချိုကြီးဆိုရင်၃ရက်အတွင်းရွှေ့ပြီးနောင်အောင်ဆိုရင်၂ရက်အတွင်းရွှေ့ပြီးဆိုပြီးစိုင်းကယ်တွေနဲ့လိုက်ပြောတယ်ပြီးတော့ PDF ဒေါ်လာရေးတရင်တပ်ဖွဲ့တွေကတော့ရွှေ့ထားလိုက်ပြီးအခြေအနေအရ TNL ကစစ်ကောင်စီကိုပြန်ပေးမဲ့သဘောရှိတယ်မန္တလေး PDF တွေကခုဖို့ပြောတာတော့အခုမခံဘူးသူတို့ရဲ့ပစ္စည်းတွေကို7ဘင်းက12ဘင်းကတွေနဲ့တည်ယူနေတာတွေတရတယ်စစ်ကောင်စီကိုပေးလိုက်ရတဲ့ယူအာတွေကမဲပုံနောင်လင်ခုဆိုနောင်ချိုကြီး အဲ့ဒီအထီကပေးလိုက်ရပြီအဲ့ဒီခြေရွာတွေမှာဆိုရင်စစ်ကောင်စီတပ်တွေကနေရာယူထားပြီလို့ပြောပါတယ်ကန်ကြီးဆိုရင်အဲ့ဒီရွာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေလို့သီလရှင်ဆရာလေးတွေတောင်နောင်ပိန်ကိုရောက်လာပြီး အဲ့ဒီမှာစစ်ကောင်စီတပ်တွေရောက်လာလို့ပြင်းနေရတာလို့ဆိုပါတယ် PDF တော်လန်ရေးတပ်ဖွဲ့ခေါင်းဆောင်ကဘိုးဖြိုးဦးဆိုရင်နောင်ချို PDF ဆိုပြီးအပန်းပါခံရတာနှစ်လလောက်အချုပ်ထဲကျသွားတာအခုတော့ပြန်လွတ်ပြီး MOD လက်အောက်ကနေပြန်တိုက်တော်မှာလေးလို့ပြောပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TNL ကရှမ်းပြည်နယ်နောင်ချိုမြို့ကိုပေးလိုက်ရင်တော့ PDF တော်လန်ရေးတပ်ဖွဲ့တရင်တွေနိုင်ငံရေးအကျဉ်းသားတွေ CDM ဝန်ထမ်းတွေနဲ့တခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနေရထိုင်ရသွားရလာရအခက်အခဲတွေဖြစ်ကြမှာပဲလို့ဒေသခံတွေကပြောပါတယ် ဒီကိစ္စနဲ့ပတ်သက်လို့ TNLA သတင်းပြန်ကြားရေးကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့်ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။ TNLA နဲ့ PDF တပ်ပေါင်းစုတွေကနောင်ချုံမြို့ကို2024စူလိုင်10ရက်မှာအပီးတိုင်းတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီး MDY PDF ရှိနေသည့်မရရတွင် တိုက်ပွဲပြင်းထန်စစ်တပ်လေးကြောင်းမှဖုံးကျဲမန္တလေးမြို့နှင့်ကလျက်တီရှိသောမရရတွင်လေးကြောင်းတိုက်ခိုက်မှုနေအိမ်မိရှုံမှုများဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းမရယာမြို့နယ်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်နေပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်ဟုဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ထံကသိရပါသည်။မန္တလေးမြို့နယ်နီးကပ်နေသည့်မရယာမြို့နယ်အရှိတောင်ဘက်ကျေးရွာများတွင်ဇွန်လပထမပတ်မှစတင်ကတိုက်ပွဲများစတင်ဖြစ်နေခြင်းဖြစ်ပါသည်။ ရှနေဇွန်9ရက်နေ့တွင်လည်းမန္တလေးမြို့နှင့်18မိုင်အကွာမရယာမြို့နှင့်6မိုင်အကွာရှိထမ်းပင်ကုန်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေသည်ဟုထေရခန့်သတင်းရင်းမြစ်များကပြောပါရယ်ထော်လန်ရေးတပ်များမန္တလေးဘက်သို့ချင်းကရရာတွင်ဖြတ်တန်းအုံပြုပွဲရှိသည့်ရွာများတွင်တိုက်ပွဲဖြစ်နေသည်ဟု မရရမျိုးကံအသက်20ကျော်အရွယ်အမျိုးသားတအူကသတင်းဌာနကိုပြောပါရင်မရရမျိုးပေါ်နဲ့နှီးတဲ့နေရာတွေမန္တလေးဘက်ကိုကပ်မဲ့ရွာတွေဘက်တွေမှာဖြစ်နေတာအခြေအနေကမငြိမ်သေးဘူးခမားဟူသူကပြောပါရင်ဇွန်လ9ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်ကထန်းပင်ကုန်းကြီးရွာကိုလေကြောင်းတိုက်ခိုက်မှု၂ရက်ဆက်တိုက်အပြင်းထန်ပြုလုပ်ကြောင်းရင်းအပြင်မြေပြင်တွင်စစ်တောင်းထိုးနေသည့်စစ်တပ်ကလည်းနေအိမ်များကိုမိရှုံနေကြောင်းဒေသခံတို့ကဆိုပါရင် ထို့ပြင်ဇွန်လ9ရက်နေ့ညနေပိုင်းကလည်းမန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF ကတင်ပိုက်ထားသည့်ပသိမ်ကြီးမြို့နယ် Alpha ဘီလက်မြေစက်ရုံအနီးတဝိုင်းနှင့်အောင်တပြိတ်ကြီးရွာကိုဘုံနှလုံးကျေချခဲ့ကြောင်းမန္တလေးမြို့ထီတော်မိုးဒေသတွင်တပ်ဆွဲထားသည့် စစ်တပ်နှင့်ပသိမ်ကြီးမြို့နယ်မြကန်သာကျေးရွာအထိုင်စခန်းများမှာလည်းလက်နက်ကြီးစေလုံးထပ်မင်းပစ်ခတ်ကြောင်းဒေသခံများကဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးဆယ်ဦးထံရရကအရက်သားများလည်းထိခိုက်မှုရှိသည်ဟုအထက်ပါမရရဒေသခံတရင်ရင်မြစ်ကပြောပါတယ်။အရက်သားတေဆုံးအထိခိုက်တွေလည်းရှိတဲ့အခြေအနေတွေကမအေးစေသေးတော့အတိအကျစုံစမ်းလို့မရသေးဘူးဖြစ်နေတယ်ဟုသူကဆိုပါတယ်။မရရမြို့နယ်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး MDY PDF က ကရင်ထုတ်ပြန်ခြင်းမရှိသေးပေ။မန္တလေးမြို့နှင့်ကလျက်ရှိသော မရရတွင်ရဲရွာများကိုဘုံကျဲသည်နေအိမ်မီရှို့သည်ဟုသောပြောဆိုချက်များနှင့်ပတ်သက်ပြီးထုတ်ပြန်ပြောဆိုချက်ရယူနိုင်ရန်လဲစစ်ကောင်စီကိုဆက်သွယ်နိုင်ခြင်းမရှိသေးပေ။ပြည်သူ့လွတ်မြောက်ရေးတမတော် PLA အထွေထွေအတင်းရွေးမှုရဲဘော်နီနီကြော်ကားလေမရရအရှိချမ်းတွင်တိုက်ပွဲပြင်းထန်နေသော ပြီးခဲ့သည့်ရက်ပိုင်းကအတည်ပြုသည့်မရရတွင်၎င်းတို့ PLA ရဲဘော်များလည်းဖူးပေါင်းတိုက်ပွဲဝင်နေသည်ဟုသတင်းဌာနကပြောပါရယ်မရရမြို့နယ်တွင်စီရေးလှုပ်ရှားသည့်ဒေါ်လန်ရေးတပ်ဖွဲ့ဝင်တအူကလည်းမရရအရှေ့ပိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုများလည်းပိုတိုးလာနေသည်ဟုဆိုပါရယ်မရရတွင်မြို့နောက်ပိုင်းကိုစစ်ကောင်စီကထိန်းချုပ်ထားဆဲဖြစ်ပြီးထွက်လန်ရေးအဖွဲ့များကမြို့ဤဒေသအများအပြားကိုစိုးမိုးထားသည်ဟုသူကဆိုပါတယ်။မရရမြို့ပတ်ချာလေးလောက်ပဲစစ်ကောင်စီကစိုးမိုးထားတာမရရမြို့ရဲ့တဝက်ကျော်လောက်ကိုတော်တော်များများကျွန်တော်တို့ စိုးမိုးထားနိုင်နေကျွန်တော်တို့ထိန်းချုပ်နေရာတွေမှာအုပ်ချုပ်ရေးကိစ္စတွေလည်းအကုန်လဲပတ်ပါတယ်ဟုသူကဆိုပါတယ်ဒေတာတွင်စစ်ဘေးရှောင်များကိုအကူအညီပေးနေသည့်အမျိုးသားတအုပ်ကလည်းမရရမြို့နယ်အတွင်းစစ်ဘေးရှောင်များစားတောက်နေထိုင်ရေးအခက်တွေ့နေသည်ဟုဆိုပါတယ်မိုးရင်းဆိုတော့သူတို့တွေအတွက်အမိုးအကာတွေအနှွေးအထည်တွေလိုအပ်တယ်လှေတို့ဘာလို့လဲအရေးပေါ်လိုအပ်တယ်ဟုသူကပြောပါတယ်စစ်ရှောင်တွေကတောင်းသူလုပ်ငန်းပေါ်နေစားလိုက်ပြီးစားတောက်ကြတယ်ရောင်းဝယ်ဖောက်ကားမှုတွေကတော့ ဘလို့မှအဆင်မပြေဘူးမန္တလေးပတ်ချန်းကနေပိတ်ဆို့ထားတော့နိုင်ငံအလဲပိုင်းစီးပွားရေးအချက်အချာကြသည့်မန္တလေးမြို့နယ်မိုင်း၂၀အကွာမယ်ရီယာမြို့နယ်အတွင်း2023ခုနှစ်ဇွန်25မှစကတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်မယ်ရီယာမြို့နယ်မှာစကန်32ခုပတိန်ကြီးမြို့နယ်ရှိအယ်ဖာဗီလက်မြေစက်ယုံကင်းစကန် မန္တလေးတိုင်းဝင်ကြီးချုပ်ဟောင်းဦးမောင်ကိုပိုင်ဆိုင်သည့်ရွှေရင်းတို့အပါအဝင်စက္ကန့်၃ခု MDY PDF ရရှိထားပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ်။တိုက်ပွဲများအတွင်အရက်သားတိုက်စုံမှုများများပြားခဲ့ပြီးလူနေအိမ်ထောင်နှင့်ချီကမိရှုဖြက်စီးခံခဲ့ရသည်။လူဦးရေတက်တောင်းပြီးပါလဲအိုးအိမ်စုံခွာထွက်ပြေးခဲ့ကြရသည်ဟုဒေသအခြေစိုက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စည်ရင်းများအရသိရပါတယ်။တိုက်ပွဲများပြင်းထန်နေသည့်မတရားမျိုးနယ်တွင်ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလအတွင်း၌ပင်လက်နက်ကြီးရန်ကြောင့်ကလေးငယ်များအပါအဝင်ဒေသခံဆဲဦးတည်ဆုံးခဲ့သည် အော်တိုဘာလကုံမှနိုဝင်ဘာလအထိတလကျော်အတွင်း၌လည်းလူဦးရေ30ကျော်တည်ဆုံခဲ့သည်ဆက်လက်ပြီးကော့ကရိတ်နှင့်ကြုံတိုးတွင်စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေသဖြင့်ထိုက်ပွဲများဆက်တိုက်ဖြစ်နေပြီးစစ်တပ်ဘက်မှအထိနာစစ်တပ်၏တိုက်ခိုက်မှုများကြောင့်အရက်သားပြည်သူထိခိုက်ဒေဆုံးမှုများရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နှင့်ကြုံတိုးမြို့နယ်တို့တွင်စစ်တပ်ကစစ်ကြောင်းများခွဲကထိုးစစ်ဆင်နေသဖြင့်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားကစစ်ကောင်စီတပ်ဘက်မှဒေဆုံးထိခိုက်မှုများပြားကြောင်းထိုလန်ရေးစစ်ရေးတရင်ရင် က်ကသတင်းဌာနသို့ပြောကြားပါတယ်။ဇွန်လ6ရက်နေ့မှစတင်ပြီးစစ်တပ်ကစစ်ကြောင်းများခွဲ၍ကော့ကရိတ်မြို့နယ်နှင့်ကျုံတိုးမြို့နယ်တို့ဘက်သို့စစ်ကြောင်းထိုးလာကြောင်းဇွန်လ9ရက်နေ့တွင်လည်းတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်းစစ်ကောင်စီတပ်ကလေးကြောင်းတိုက်ခိုက်မှုများနဲ့နယ်ကြီးများပြစ်ခတ်မှုများကိုစက်တိုက်လုံဆောင်နေကြောင်းသိရပါတယ်။ဇွန်လ10ရက်နေ့မွန်းတက်17ရက်အချိန်စစ်ကောင်စီတပ်မှတိုက်လေရင်တက်စီက ခေါကရိမြို့နယ်ကျုံပိုင်းကျေးရွာတောင်ကုန်းဘက်သို့ဘုံနှလုံးကြေးချခဲ့ရာလူထိကိုက်မှုရှိကြောင်းဇွန်လ9ရက်နေ့ခေါကရိမြို့နယ်စကခစနစ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင်းရေဘူးကြီးကျေးရွာမှာပြည်သူတဦးသေဆုံးပြီးတဦးထိကိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။အလားတူဇွန်လ9ရက်နေ့ခေါကရိမြို့နယ်အုံတပင်ရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲသည့်ဖြင့်ပြည်သူ၄ဦးဒဏ်ရာရရှိပြီးတဦးမှာဒဏ်ရာပြင်းထန်ကြောင်း ရှနေဇော်လာကိုရဲ့နေ့နက်ပိုင်းတွင်လည်းစစ်ကောင်စီတပ်ဤဝိုင်းတွဲလျင်ကအုံတပင်ခြေရွာခွနတိုင်ခြေရွာအင်းကြီးခြေရွာနှင့်နွားကြံကုန်းခြေရွာတို့ကိုဘုံများကြေချခဲ့ပြီးထိခိုက်သေးဆုံးမှုအခြေအနေမသိရသေးပြီးထို့ပြင်ကော့ကရိတ်မြို့နယ်ကန်းနီကော့ဝါလေရွာကိုစစ်ကောင်စီတပ်ကခမရ945တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်းသိရသည်စစ်ကောင်စီတပ်ကကော့ကရိတ်နှင့်ကြုံတို့သို့ထိုးစစ်ဆင်ရာတွင်လေယာဉ်များအပြင်ဒရုန်းဖြင့်ပုံကျဲခြင်း MLRS အတွဲလိုက်ဒုံများဖြင့်ပြစ်ခတ်မှုများလှုံ့ဆော်ကြောင်းလက်ရှိတိုက်ပွဲများမှာကိုတိုင်းခုနှစ်တိုင်းချောင်းပြားနှင့်အုတ်တပင်ကြီးရွာအပါအဝင်စုစုပေါင်း၄နေရာတွင်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါသည်။ KNL အပါအဝင်ဒေါ်လန်ရေးတပ်များကလည်းစစ်ကောင်စီတပ်များကိုတိုက်ခိုက်လျက်ရှိရာရှမန်နီဇွန်လ၈ရက်နေ့ညနေ၄နာရီကျော်အချိန်ခမာယ945တပ်အနီးရှိ ဇီနမန်အောင်ဖရာကြီးကျောင်းတွင်တက်ဆွဲထားသောစစ်တပ်ကိုရှော့တိုက်တုံများဖြင့် KNL ကပြစ်ခတ်ရာစစ်သား6ဦးထိမှန်တရားရရှိကြောင်းစစ်သားတအုမှမူတေဆုံသွားခဲ့ကြောင်းသိရပါသည်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။